ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီမီးစနစ်နဲ့ဟုတ်ချုံနိုင်ဖို့ဟာဒီဟာမှဖြစ်မှာဖြစ်တယ်။ဒါမှမဟုတ်ရွေးကောက်ပွဲဟာအမှန်တန်အရေးကြီးပါတယ်။မြည်သူအတွက်မှမဟုတ်ပါဘူး။တို့ပြည်သူပြည်သားတွေအတွက်ဖြစ်ပါရဲ့။ရင်းနှောင်းလို့မဲပေးစနစ်မျိုးမဟုတ်ဘဲနဲ့စက်တင်နဲ့မဲပေးရတဲ့စနစ်တွေလည်းပါဝင်လာတယ်ဆိုတော့မဲပေးရဲ့စီးရင်ကလည်းပုံမူတိကျလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ရွေးကောက်ပွဲပြင်ပါတာကျွန်တော်တို့ မိဘပြည်သူညီကုံမမရရှိ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစံဒီမိုကရေစီထွေထွေရေကောက်ဝဲကြီးကိုကျင်းပသွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးလိုလားတောင်းတနေဒီမိုကရေစီနိုင်ငံတော်ကိုရေကောက်ဝဲလေးကပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအားလုံးကလည်းအမိမြန်မာနိုင်ငံတော်ကြီးခင်မီခင်မျိုးတိုးတက်စေဖို့အတွက်ရေကောက်ဝဲကြီးမှာအားလုံးပါဝင်နေပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးကိုအတူတပဖော်ဆောင်သွားဖို့အရေးကြီးပါတယ်။ပြည်သူ့ရဲ့ရေကောက်ပွဲဖြစ်တဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီထွတ်ထွတ်ရေကောက်ပွဲကြီးနဲ့ပတ်သက်ပြီးအမှုပညာရှင်တွေရဲ့စကားသံတွေကိုလည်းအခုလိုပဲကြားသိရမှာဖြစ်ပါတယ်။လာမယ့်ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကဥယျာဉ်ခန်းစားချက်ဖြစ်စီခြင်းနဲ့စေတနာပြည်သူပြည်သားများသိရှိတဲ့နဲ့သိရှိအပ်မဲ့ထင်တဲ့အကြောင်းအရာလေးတွေကို ဘူးပြောပြမှာဖြစ်ပါတယ်ဥလို့ပြည်သူပြည်သားတွေအားလုံးလူလာတာကစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ဒါဟုအားလုံးကတရှိုက်မှန်မှန်နဲ့လိုအပ်နေကြတာဖြစ်တယ်။အဲ့တော့ဒါဟုရရှိဖို့ဆိုတာရော့အင့်ပေးမရမကယူလို့မရပါဘူး။ဒီဟာကိုရရှိဖို့ဆိုတာကစစ်မှန်တဲ့ရွေးကောက်ပွဲကို ရွေးကောက်ပွဲ channel ဆိုတော့ဖြတ်ရပါတယ်။ဒါဖြတ်ပြီးတဲ့ခါကျတော့မှလွတ်တော်ပေါ်လာမယ်။ပြည်သူကိုယ်စားလှယ်တွေပေါ်လာမယ်။သူတို့တွေကနေပြီးတော့ကတိုင်းပြည်ကိုအုပ်ချုပ်ဖို့ညှိနှိုင်းတိုင်ပြီးတော့အမှဒီမိုကရေစီနီးစနစ်နဲ့ခုနပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနီးစနစ်နဲ့အုပ်ချုပ်နိုင်ဖို့ဟာဒီဟာမှဖြစ်မှာဖြစ်တယ်။ဒါမှမဟုတ်ရွေးကောက်ပွဲဟာအမှန်အရေးကြီးပါတယ်။မြည်သူအတွက်မှမဟုတ်ပါဘူး။ တို့ပြည်သူပြည်သားတွေအတွက်ဖြစ်ပါတယ်ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကအားလုံးတူးချင်းတယောက်ချင်းစီမှာတာဝန်ရှိပါတယ်နော်ရွေးကောက်ပွဲကြီးကိုဆင်နွှဲတဲ့နေရာမှာလဲတူးတယောက်တပါတီမျက်နှာကြည့်ကြမလိုပါဘူးနိုင်ငံတော်ရဲ့အကျိုးပြည်သူတွေရဲ့အကျိုးနော်နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အမျိုးဘာသာသာသနာယဉ်ကျေးမှုဟာအစစောင့်ထိန်နိုင်မဲ့ပုဂ္ဂိုလ်တိုင်းပြည်ရဲ့ကောင်းကျိုး နိုင်ငံတော်ရဲ့မျက်နှာဝူကမ္ဘာအလယ်မှာထေဖို့ကြောကြအောင် ပြသနိုင်ပေလှုပ်ဆောင်နိုင်မဲ့ပုံကူမျိုးရွေးချယ်ပြီးတော့မဲပေးကြဖို့လိုအပ်ပါတယ်ဒီ2025ရေကောက်ပွဲမှာအာမဲစင်ကျွန်တော်ကိုယ်တိုင်လည်းစစ်ပြီးသားဖြစ်ပါတယ်ဆိုတော့အများပြည်သူအနေနဲ့လည်းငကုမဲစင်ကိုတွားရောက်ကြည့်ရှုတင်ပါတယ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေး လက်လွတ်ဆုံးရှုံးခံရစီရန်ပေါရောက်ကြီးရှုတင်ပါတယ်နိုင်ငံသားတယောက်ရဲ့ပါဝင်တဲ့အခမ်းကဏ္ဍကနေပြီးတော့အပေးလဲသွားရောက်ပေးတင်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးမဆုံးရှုံးစီရန်ဖြစ်ပါတယ်ကိုကနေပြီးတော့လေးစားကြည်ညိုရတဲ့ကိုယ်စလဲလောင်းတွေကိုသွားရောက်ပြီးတော့အမဲယုံမှာသွားပြီးတော့မဲပေးတင်ပါတယ်အရင်တော့အလိုမဲပေးစနစ်မျိုးမဟုတ်ဖဲတဲ့စက်တွေနဲ့မဲပေးရတဲ့စနစ်တွေလည်းပါဝင်လာတယ်ဆိုတော့မဲပေးရဲ့စီရင်ရလည်းပုံမူတိကျလာလိမ့်မယ်လို့အာကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။တမာတမတ်ကြတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရန်အတွက် ရုပ်ောက်ွယ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ညာနာကိုယ်တိုင်ယုံကြည်ပါတယ်ခင်ဗျာ။ဒါကြောင့်ပြည်သူတွေအားလုံးကလည်းမိမိတို့ရဲ့နိုင်ငံတော်ကြီးတိုးတက်စီပင်စေဖို့အတွက်ဒီရုပ်ောက်ွယ်ကြီးမှာအားလုံးပါဝင်မဲပေးပြီးတော့ဒီမိုကရေစီနိုင်ငံတော်ကြီးစီလို့သွားကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။ရုပ်ောက်ွယ်စီစဉ်ရေးအမှန်တန်ကောင်းပါတယ်။တိုင်းသားလူမျိုးပေါင်းစုံပေါ့နော်။လောလောလတ်နဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးထူထောင်နိုင်ရန်အတွက်ရုပ်ောက်ွယ်ကြီးကျင်းပါတာကျွန်တော်အနေနဲ့တော့ဝင်စားပါတယ်။ကျေးဇူးလေးတင်ပါတယ်။